အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကိုမိုးကားနုပညာကားဆေးစင်တာရဲ့ EV ကားရှိုးရုံလေးမှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီမှာတော့ကျွန်တော်တို့တင်း600ကျော်900ဆွန်းဆွန်းနဲ့တင်းတစ်ထောင်ဆွန်းဆွန်း EV ကားလေးတွေကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်ကားတစ်တန်းရှိတဲ့ကားလေးတွေ အစ်စ်တိုင်းကျွန်တော်တို့မိမိရဲ့မိဘောက်ကားလေးတွေရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီကားလေးဆိုတော့အတွင်းကန်းလေးလေတော်တော်ဆွဲဆောင်မှုရှိတယ်နီးပညာမြင့်မားတဲ့ကားလေးတွေဖြစ်ပါတယ်တယန် EV လေးတွေရှိမယ် EV3 ဆိုတဲ့ GM EV ကားလေးတွေရရှိမယ်သိန်း635သိန်းဝင်ငွေကုန်နဲ့ဆိုရင်655သိန်းအတွင်းကန်းလေးလည်းတော်တော်ဆွဲဆောင်မှုရှိတဲ့ကားလေးဖြစ်ပြီးတော့360ကင်မရာတော်တော်လေးဆွဲဆောင်မှုရှိတဲ့အတွင်းကန်းလေးပါနော်ပင့်ကာလာလေးအတွင်းကန်းလေးပင့်ဖြစ်သွားတယ် တော်တော်လေးဆွဲဆောင်မှုရှိတဲ့ကားလေးတွေဖြစ်ပါတယ်ခင်ဗျာဒီကားလေးဆိုရင်ဈေးလုံးနေနဲ့ကျွန်တော်တို့ပုံမှန်ကျွန်တော်တို့ဂျပန်ကားလေးတွေဆိုလို့ရှိရင်တိတ်600ဝန်းကျင်မှာဆိုရင်ကားအဟောင်းလေးသာစီးနေရမှာဖြစ်ပြီးတော့ကျွန်တော်ဒီကားလေးတွေတုံးဆွဲမယ်ဆိုရင်တိတ်600ကျော်မှာပဲကားအစ်စ်တိုင်းမိမိရဲ့အမိပေါက်လိုင်စင်ကတော့မိမိရွေးချယ်တဲ့အကိုလိုင်စင်မန္တလေးလိုင်စင်နေပြည်တော်လိုင်စင်စသဖြင့်မိမိတို့ကြိုက်နေတဲ့အရာရွေးချယ်ပြီးဝယ်ယူနိုင်ပါတယ်ခင်ဗျာကားလေးတွေကိုကျွန်တော်တို့ မိမိစိတ်ကြိုက်လာရောက်ကြည့်ရှုလေးလာနိုင်တဲ့အပြင်ကိုကားလေးကိုလာရောက်မေးမြန်းစုံစမ်းလို့လည်းရပါတယ်။လာရောက်လေးလာလို့လည်းရပါတယ်เนาะကျွန်တော်တို့ကုမိုးကားနုပညာရဲ့ EV ကားရှိုးရုံးလေးမှာလာရောက်ကြည့်ရှုပြီးတော့ဝယ်ယူနိုင်စေရန်ကျွန်တော်တို့တင်ပြလိုက်ပါတယ်ခင်ဗျာ။တရား EV ကားလေးဆိုရင်အရောင်လေးနဲ့ကျွန်တော်တို့အဖြူအောင်လေးတွေရမယ်။ GM EV ဆိုလို့ရှိရင်တော့ pink color လေးရမယ်၊ nose ရောင်း၊ model စိမ်းလေးနဲ့ရရှိမယ်။ အဖြူအောင်လေးတွေရရှိမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ပြထားတဲ့အနက်အောင်လေးဆိုရင် EV Easy လေးဖြစ်ပါတယ် EV Easy ဆိုတော့ကျွန်တော်တိန်1000ဆုံးမိုင်းမှာရရှိမှာဖြစ်ပါတယ်3300ကျော်နဲ့ရရှိမှာဖြစ်ပါတယ် EV Easy เนาะ EV Easy ဆိုရင်တော့ Saver Color အနက်ရောင်အဖြူရောင်300ရရှိမှာဖြစ်ပြီးတော့ GM EV 600ကျော်ဆိုရင်တော့ကျွန်တော်တို့ Model Zing Color ရမယ် ပင့်ကာလာပန်းအောင်လေးရမယ်အဖြူအောင်လေးရမှာဖြစ်ပြီးတော့ဒရန် EV ကားဆိုရင်တော့ကျွန်တော်အဖြူအောင်လေးတွေရရှိမှာဖြစ်ပါတယ်။ကဲ EV ကား၃ဆွဲချင်းဖြင့်ကားအစ်စ်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။လူတိုင်းလူတိုင်းကားစီးနိုင်ကြပါစေလို့ကိုမိုးကားနုပညာမှစုမောကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။အားလုံးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကားစီးနိုင်ကြပါစေ။ကားအစ်စ်လေးတွေစီးပြီးတော့စိတ်အေးချမ်းသာစွာရှိကြပါစေလို့စုမောကောင်းတောင်းပါတယ်။အားလုံးအေးချမ်းကြပါစေခင်ဗျာ။